ဗမောင်မြို့နယ်ရှိကဒူးတိုင်းရင်သာစစ်ပေးဆောင်များကိုရှမ်းနီနယ်ကဒူးအရပတ်အဖွဲ့အစည်းတွေကကူညီတဲ့တည်င်းကိုပြောပြပေးတော့ပါမယ်။စကိုင်းတိုင်းဒေသကြီးအထက်ပိုင်းဗမောင်မြို့နယ်အတွင်းကမြို့သိမ်တိုက်ပွဲတွေကြောင့်ထွက်ပြေးသိမ်းဆောင်နေရသူတွေထဲကမှကဒူးတိုင်းရင်သာအများစုနေထိုင်တဲ့ကျေးရွာတွေကစစ်ပေးဆောင်တွေကိုကူညီပေးနေတယ်လို့သိရပါတယ်။နိုဝင်ဘာလ12ရက်နေ့မှာအလဲရွာ၊ကန်ရွာ၊လက်ပံကျင်း၊နတ်မုံခေါင်စတဲ့ကျေးရွာတွေကစစ်ပေးဆောင်နေရနီးပါးကိုရှမ်းနီနယ်ကဒူးအရ ပတ်အဖွဲ့အစည်းတွေကငွေသားတချို့ထောက်ပံ့ကူညီခဲ့တယ်လို့သိရပါဗျ။ကဒူးလူငယ်များအဖွဲ့ချုပ်ရှမ်းနီနွယ်ဖွားလူငယ်များအဖွဲ့ချုပ်ရှမ်းနီလူမှုရေးအတင်းမန္တလေးမြို့နယ်ကြာကြီးကွင်းကျေးရွာပြည်သူ့စစ်ကချင်ပြည်နယ်တို့ကစစ်ပေးရှောင်ကော်မတီစီကိုလူတန်းခဲ့တာဖြစ်ပြီးအဲ့ဒီကော်မတီကနေတစင်စစ်ပေးရှောင်တွေကိုပြန်လည်ကူညီပေးခဲ့တာလို့သိရပါဗျ။လူတယောက်၄000ခွဲနှုန်းနဲ့စစ်ရှောင်ကော်မတီကတွားရောက်လူတန်းပေးခဲ့တာလို့ဒေသခံတအူးကပြောပါဗျ။ဒါအပြင်မန်စီကြီးဖုံးတော်ကြီး ကျောင်းတိုင်အတွင်းမှာစစ်ပေးသိမ်းရှောင်နေတဲ့ကဒူးတိုင်းရင်သားစစ်ရှောင်တွေကိုလည်းမန်စီကြီးဒေတာစိန်ရှန်နီစာပေနဲ့ရိုးရရင်ကျင်းမှုကော်မဒီကစားနပ်ရိက္ခာတချို့ကိုကူညီလူတန်းခဲ့တယ်လို့ထုတ်ပြန်ထားပါတယ်။စစ်ပေးသိမ်းရှောင်ကြတဲ့ဒေတာခန့်တွေဟာစစ်ရှောင်ချိန်ကြမြင့်လာတာကြောင့်စားနပ်ရိက္ခာလိုအပ်ချက်တွေနဲ့စေဝါလိုအပ်ချက်တွေကိုလည်းမြင့်မားလာနေတယ်လို့သိရပါတယ်။စစ်ပေးရှောင်ကူညီကယ်ဆယ်ရေးလှုပ်ဆောင်နေတဲ့ဒေတာခန့်အရက်ဖက်အဖွဲ့အစည်းတွေကလည်းဒီလိုအပ်ချက်ကိုဖြည့်ဆည်းနိုင် ်ရေးအတွက်စူးစမ်းနေတယ်လို့အဲ့ဒီအဖွဲ့တွေကဆိုပါတယ်။ဗမောင်မြို့တိုင်တိုက်ပွဲကြောင့်ခိုပြင်းကျေးရွာမှာအိမ်ထောင်စု30စုညောင်တာယာကျေးရွာမှာအိမ်ထောင်စု21စုတခွက်တာခိုနန်းကျေးရွာများမှာလူဦးရေ200ကျော်ဗမောင်မြို့ပေါ်နေအိမ်ထောင်စု900ကျော်တို့ကစစ်ပေးလွတ်ရာကျေးရွာတွေနဲ့ဖုံးတော်ကြီးအောင်းတွေမှာထွက်ပြေးသိမ်းရှောင်နေကြရကြောင်းသိရပါတယ်။